ဝမ်ချန်ပီယံရှစ်မှာအောင်မြင်ခဲ့တဲ့လိုမျိုး USC မှာရောအောင်မြင်နိုင်မလားရိုင်နီယာဝမ်ချန်ပီယံရှစ်မှာအောင်မြင်မှုတွေရရှိခဲ့တဲ့ရိုင်နီယာဒရေတာကြောင့် USC မှာရောအောင်မြင်မှုတွေစုခိုးသွားနိုင်မလားဆိုတာစိတ်ဝင်စားဖို့တော့တော်တော်လေးကောင်းနေကြပါပါရိုင်နီယာဒရေတာဆိုတာပရိသတ်တွေနဲ့မစိမ်းတဲ့ fighter ကြီးတယောက်ပါပဲတချင်ကကချင်သားကြီး online and sun ရဲ့ပြိုင်ဘက်ဖြစ်ခဲ့မှုတွေရိုင်နီယာဟာအခုတော့ online and sun နဲ့အတူလေးချင်းမှုတွေပြုလုပ်နေခဲ့ပြီး border တွေအဖြစ်မြင်တွေ့နေခဲ့ရပြီးဖြစ်ပါတယ်ကချင်သားကြီးနဲ့ရိုင်းနီယာတို့ဆုံတွေ့ခဲ့တာကဝမ်ချန်ပီယံရှစ်မှာဖြစ်ပြီးအခုတော့ရိုင်းနီယာဟာ USC ကိုရောက်ရှိလို့လာနေခဲ့ပြီဖြစ်ပါတယ် ရိုင်းနီယာဒွေတာဟာဝမ်ချန်ပီယံရှစ်မှာဝေတန်းနှစ်ခုရဲ့မတူညီတဲ့ချန်ပီယံကပ်ဘက်တွေကိုစုကူသိမ့်ပိုက်ထားခဲ့သူဖြစ်ပြီးအောင်မြင်မှုတွေလည်းရရှိထားခဲ့သူဖြစ်ပါတယ်။ကချင်သားကြီးပိုင်ဆိုင်ထားတဲ့ချန်ပီယံကပ်ဘက်နှစ်ခုစလုံးကိုရိုင်းနီယာဒွေတာကအနိုင်ယူကပိုင်ဆိုင်သွားခဲ့ပြီးအဲ့ဒီအချိန်ကနေစလို့နယ်သာလန်နိုင်ငံသားကြီးကိုမြန်မာပရိသတ်တွေဟာယင်းနှီးသွားခဲ့ကြတာပါ။ဒါပေမဲ့လည်းအဆိုပါချန်ပီယံကပ်ဘက်နှစ်ခုစလုံးကိုအနာတိုလီမာလီကင်စီပြန်လည်သိမ့်ပိုက်သွားခဲ့ပြီးအဆိုပါပြိုင်ပွဲဟာရိုင်းနီယာဒွေတာရဲ့နောက်ဆုံးဝမ်ချန်ပီယံရှစ်ပြိုင်ပွဲလည်းဖြစ်သွားခဲ့ပါတယ်။ ရိုင်းနီယာဂျွေတာဟာဝမ်ချန်ပီယံရှစ်နဲ့စာချုပ်ချမ်းရှိသေးပေမယ့်ပွဲစီစဉ်ပေးမှုတွေနဲ့ပတ်သက်ပြီးဝမ်ချန်ပီယံရှစ်နဲ့လက်တွဲဖြုတ်သွားခဲ့သူဟာတကယ်လို့ရိုင်းနီယာဂျွေတာသာဝမ်ချန်ပီယံရှစ်မှာဆက်ပြီးရှိနေအောင်မယ်ဆိုရင်လက်ရှိအချိန်မှာရှာမင်းအာဒိုဂန်နဲ့ထိတဲ့ရင်ဆိုင်နေရလောက်ပြီလို့ပဲဆိုကြပါရစေ။လက်ရှိအချိန်မှာတော့34နှစ်သားနယ်သာလန်သားကြီးဟာတခြား promotion တစ်ခုဖြစ်တဲ့ USC မှာမြင်တွေ့နေခဲ့ရတာဖြစ်ပြီးမီဒယ်ဝေတန်းမှာဝင်ရောက်ထိုးတန်နေခဲ့တာလည်းဖြစ်ပါရစေ။ထိုးတယ်ဆိုတဲ့စကားထက်ချုပ်တယ်ဆိုတဲ့စကားကိုသုံးရင်ပိုပြီးမှန်မယ်ထင်ပါရစေ။ ရိုင်းနီယာဂျွေတိုင်းအာတန်ချက်ကလက်သီးထိုးတာမဟုတ်ဘဲပြိုင်ဘက်ကိုချုပ်တဲ့အကွက်ပဲဖြစ်ပါရင်ကချင်သားကြီးကိုလည်းအဆိုပါချုပ်ကွက်တွေနဲ့နိုင်ယူထားခဲ့တာဖြစ်ပြီးအချုပ်တစ်ပောက်ကတော့ရက်ကွက်အထဲကမမတော်သူ့ကိုမမီဘူးဆိုပြီးပြောမလို့ဖြစ်နေခဲ့တာပါလာမယ့်မေလ3ရက်နေ့မှာကျင်းပမယ့် USC Fighter ပြိုင်ပွဲမှာရိုင်းနီယာဂျွေတာဟာသူ့ရဲ့ USC Fighter ပွား၃ပွဲမြောက်ပွဲစဉ်ကိုရှင်ပြိုင်ထိုးတက်သွားတော့မှာဖြစ်ပြီးအဆိုပါပွဲစဉ်မှာတော့ USC နိုင်ငံသား Bonnie Ken နဲ့ရှင်ပြိုင်သွားရမှာလည်းဖြစ်ပါရင် ဝမ်ချန်ပီယံရှစ်ကနေ USC ကိုရောက်လာတဲ့ fighter တွေတဲမှာ Ryanair တွေတာဟာလက်အကောင်းဆုံးနဲ့အလားတူအရှိဆုံး fighter လို့ပြောမယ်ဆိုရင်ငင်းစရာမရှိပါဘူးအဖွဲ့နယ်ပွဲမှာ USC ရဲ့ submission win rate အမြင့်ဆုံး fighter တွေကတယောက်ဖြစ်တဲ့ Jeremy Chow ကိုချုပ်ကွက်နဲ့နိုင်ယူပြခဲ့တယ်လို့ Kevin Holland လို့ fighter မျိုးကိုလည်းပထမအချိန်နဲ့ချုပ်ပြခဲ့ပါသေးတယ်ဒါကြောင့် Ryanair ကိုအလွန်တန်မာတဲ့ work class အဆင့်ရှိ ground သမားတယောက်ဖြစ်ဂျင်းနေပါအောင်သတ်မှတ်လို့ရနိုင်ခဲ့တာပါဒီလိုနဲ့တဆင်းဆင်းတဲပြလာတဲ့ Ryanair ကို USC ကလာမယ့်ပွဲမှာရှုံးပွဲမရှိ Fighter Boniken နဲ့ပွဲတည်ပေးပြီးစာမွေးဆက်လိုက်ပါရင် Boniken ဟာလာလာရှိတဲ့ Fighter တယောက ကစားပုံအလုံးပါနေတဲ့ fighter တယောက်မှ USA ပြည်သက်တိုင်းတီထားပိသားဖြစ်တဲ့အတွက် Rainier အတွက်လွယ်ကူနေမှာတော့မဟုတ်ပါဘူး။အကယ်၍ Rainier သာမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ Bonnie Gay ကိုအနိုင်ယူပြခဲ့မယ်ဆိုရင် Champion Cup အမှန်နိုင်တဲ့အဆင့်ထိကိုရောက်ရှိသွားမှာဖြစ်ပြီးအောင်မြင်မှုနဲ့လက်ကမ်းအကွာကိုရောက်ရှိသွားမှာလည်းဖြစ်ပါရင်။ဒါကြောင့် USA မှာ Rainier တယောက်အောင်မြင်မလားဆိုတဲ့မေးခွန်းကို Bonnie Gay ရဲ့ပွဲအရလက်နဲ့သာအပြေပေးသွားရမှာဖြစ်ကြောင်းထင်မြင်ယူဆမိပါရင်။ Bonnie Gay နဲ့ရင်ဆိုင်သွားရမယ့်ပွဲအစဉ်နဲ့ပတ်သက်ပြီး Rainier ကကျွန်တော်အနေနဲ့သူအနာထိကတ်နိုင်ဖို့လိုမယ်။ဖိအားပေးကစားရင်ထိချက်တည်လဲရယူပြဖို့လိုပါရင်။ ဒီဘက်ကတော့လဲချလို့ရအောင်စူးစမ်းရင်းဝင်လုံးလာမှာပါဒီဘက်အရှုံးနိုင်ကကလင်းပုံစံတွေကနေအဆုံးဖြတ်ပေးလိမ့်မယ်လို့တော့ထင်ပါတယ်ဒီနေထားကတပွဲလုံးဖြစ်လာနိုင်တဲ့ခင်းချင်းဖြစ်တယ်လို့အပြန်လန်ထိုးချက်တင်တဲ့စော်ကြမဲ့ပုံစံမျိုးလည်းရှိလာမှာပါကျွန်တော်ကတော့သူ့ကိုဒူးတိုက်ချက်တွေတတော်ရိုက်ချက်တွေရိုက်ပြဖို့ထိတော်မှန်းထားပါတယ်ပြီးရင်ကင်ပေါ့မယ်နှဲချမယ်နောက်ကျောကနေတိုင်းဖက်ခွင့်ရအောင်ထိလုံးမယ်စီစဉ်ထားတာကတော့အဲအတိုင်းပဲဆိုပြီးတော့ပြောကြားသွားခဲ့တာဖြစ်ပါတယ်